ားလုံးမင်္ဂလာပါခင်ဗျာမတ်လ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေတင်ဆက်ပေးပါမယ်ဆိုတော့ပိတ်ရက်လည်းဖြစ်တဲ့အခါကျတော့သတင်းတွေကိုတူတူနဲ့လိုရင်းလေးပြောပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းကတော့ကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘယ်လာရုစ်နိုင်ငံမင်းစ်မြို့ကနေပြီးတော့ရုရှားနိုင်ငံဆမာရာမြို့ကိုသွားတယ်ပေါ့နော်တကယ်တော့ဆမာရာမြို့ဆိုတာက ရုရှားရဲ့အရင်ကအုတ်ချွေရင်မျိုးတစ်မျိုးဖြစ်ခဲ့ပြီးတော့အာဂါသတ်မှုလုပ်ငန်းတွေနောက်ပြီးတော့ဒီလက်နက်ပစ္စည်းလုပ်ငန်းတွေနဲ့တူတက်တဲ့မျိုးတစ်မျိုးဖြစ်တယ်ပေါ့ဟိုကျွန်တော်အမှတ်မမှောက်ဆိုရင်ရုရှားနိုင်ငံမှာစတ်ထမမြောက်အကြီးဆုံးမျိုးတစ်မျိုးလို့ဖြစ်တယ်ပေါ့လူတန်းတန်းကျော်နေထိုင်ပြီးတော့တူတက်စီပင်တဲ့မျိုးတစ်မျိုးဖြစ်ပါတယ်ဆိုတော့ထူးခြားတာ ပြောရမယ်ဆိုရင်တော့စမရာမျိုးကိုသွားတဲ့ခီးစင်မှာစမရာမျိုးကိုသွားတယ်လို့ကျွန်တော်ကအခုချိန်ထိသိရတယ် တပ်မှုနေပါမှာထော့ပုံပေါ်လာသေးဘူးဘယ်သူနဲ့တွေးဆုံတာတော့ခုနကတော့လေပတ်တဲ့နေရာတွေပေါ့နော်ကျွန်တော်ဆမ်မာရမြို့အကြောင်းလေ့လာတဲ့အချိန်မှာပိုးပြီးစိတ်ဝင်စားတာခုနအဲလက်နက်ပစ္စည်းစက်ရုံတွေနောက်ပြီးလို့ရှိရင်စက်မှုစက်ရုံတွေနောက်ပြီးအာဂတနိပညာစက်ရုံတွေဒီလိုမျိုးရှိတယ်ပေါ့ဟာရူကော့စမိုလာအဲ့ဒီအာဂတကုမ္ပဏီကလည်းအဲ့မှာအခြေစိုက်တယ်ပေါ့နော်ကျွန်တော်တိတ်ဆက်လုံးမမှိုင်းလည်းခွင့်လို့ပါဆိုတော့အဲ့ဒီအာဂတဆိုင်ကလည်းအဲ့မှာအခြေစိုက်တာဖြစ်တဲ့တော့ နည်းနည်းတော့စိတ်ဝင်စားတယ်ဒါမဲ့လည်းဘာမှထွက်မလာဘူးဘာမှထွက်မလာဘူးထွက်မလာတဲ့ခါကျတော့ကျွန်တော်လည်းနည်းနည်းတော့ရှာကြည့်နေပေါ့အဲ့တော့ဆမရာမြို့ကိုသွားတယ်ဆမရာမှာအခုတော့ပြထွက်လာတဲ့တည်ရန်ပါလဲဆိုတော့ဆမရာကနေပြန်လဲထွက်ခွာပြီးတော့အဲနိုဗိုစီဗမြို့ကိုဆက်သွားတယ်ပေါ့နော်နိုဗိုစီဗမှာဘာလုပ်မလဲဆိုတော့နောက်ထပ်ကောင်စစ်ဝင်ရုံတရုံထပ်ဖွဲ့မယ်ပေါ့နော်နိုဗိုစီဗမြို့ကိုဆက်သွားတယ်နိုဗိုစီဗကနေမှာဗလာဒီဗိုစတော့ကိုဆက်သွားမယ်ထင်တယ်ဆိုတော့ ကျွန်တော်ဒီတိုင်းဒီမိုင်းတော့ကျွန်တော်မသိဘူးเนาะဘလို့လီချောင်းနဲ့ဘလို့တိုင်းရတယ်တော့ကျွန်တော်မသိဘန်တိုင်းစီးရတယ်ကျွန်တော်မသိကျွန်တော်ကုန်းနဲ့လျှောက်ပြီးမြေပြင်မှာဆက်ဆက်ကြည့်တာဆမရာကနေအာနိုဗိုစီဗစ်ကိုမိုင်အပြည့်900ရတော့ထောင်းလို့ရှိတယ်အဲ့လိုပဲထပ်ပြီးတော့ဒီဆမရာကနေနိုဗိုစီဗစ်ကိုလည်းအဝေးကြီးပဲပြီးတော့ထပ်ပြီးတော့ဗလာဒီဗော့စတော့ဆိုတော့လည်းအဝေးကြီးပဲမွန်ဂိုနိုင်ငံကြီးကိုပတ်ပြီးသွားနေရတဲ့အချိန်ကြီးပေါ့နော် အဲဘာလာဒီဗော့စတော့ဆိုလို့ရှိရင်ဒီမှာမြောက်ကိုရီးယားနားတော်လာကတ်အဝေးကြီးပဲသွားနေရတာသူနားချိန်တော့မရှိဘူးကျွန်တော်တွေ့တယ်လောက်ပြီးသူမြန်မာနိုင်ငံကိုပြန်လာမဲ့အချိန်တွေဘုနော်နားချိန်တော့မရှိတဲ့လောက်ကိုနေတယ်ပေါ့စက်တိုက်ကြည့်သူရမ်းနေသူတော့တတင်းတွေကတော့ဆက်ပြီးထွက်လာလို့ရှိရင်အကြောင်းအရာတွေဆက်ပြီးဖော်ပြမယ်နော်ဒီမှာဘယ်လာရုစ်မှာ ပြောခဲ့တဲ့တဲ့မှာမှဒီအကြောင်းအရာတစ်ခုကထပ်ပေါ်လာတော့အဲ့ဒါကဘာလဲဆိုတော့ဆန်ရှင်နေပေါ့ ဒီဆန်ရှင်တွေကဘလာရုစ်တမရာအဲလူကရှန်ကောကပြောရဲပေါ့ဆန်ရှင်တွေရှိတယ်ဆန်ရှင်တွေရှိတယ်ဆိုလို့ရှိရင်ကယူဆိုင်မင်းနဲ့သူဆန်ရှင်တွေရှိတာကယူဆိုင်မင်းနဲ့အတူပူပေါင်းပြီးကြော်လွှားရမယ်ဆိုတော့ဆန်ရှင်ထိခက်တဲ့နိုင်ငံချင်းချင်းပူပေါင်းတယ်ဆိုလို့ရှိရင်ဒါတွေကကြော်လွှားလို့ရတယ်ပေါ့နော်အဲ့တော့နိုင်ငံတော်စီမံချက်ကောင်စီကဘာထပြောလဲဆိုတော့ UDS ဆိုတော့အဲ့ဒီစကားသူ response လုပ်တာပေါ့နော်ဆန်ရှင်လုတ်ပြီးတော့ဖိအားပေးတာတွေကတော့ဘယ်တော့မှမအောင်မြင်နိုင်ဘူးဒီလိုပြောတယ်ပေါ့နော် ဆိုတော့တကယ်လို့ဆန့်ရှင်လောက်တယ်ဆိုလို့ရှိရင်လည်းဖိအားပေးပြီးတော့ဆန့်ရှင်တွေလောက်တာကပฏิပခါတွေပူပြီးကြီးမားလာစီမှာဖြစ်ပြီးတော့နိုင်ငံအချင်းချင်းပေါ့နော်ဆန့်ရှင်လောက်ခံတဲ့နိုင်ငံချင်းချင်းပူပြီးတော့ဒါနီးကက်သွားစီမှာပေါ့နော်ဒါပူပေါင်းပြီးတော့ရင်ဆိုင်ကြော်လွားသွားမယ်ဆိုပြီးတော့နိုင်ငံတော်ချမျိုးချွေကောင်းစီဥက္ကဋ္ဌပြောတယ်ပေါ့ဒါကဒီဘယ်လိုစမှာပြောခဲ့တဲ့တွေကကျွန်တော်မှတ်ထားတဲ့ကိစ္စပေါ့နော်သဘောလေးကြပါတယ်ဆန့်ရှင်ဆိုတာမအောင်မြင်တော့တဲ့ နော်နီလန်တစ်ခုပေါ့နီလန်အဟောင်းကြီးတစ်ခုလို့ကျွန်တော်အနေနဲ့လည်းယုံကြည်ပါတယ်လက်ခံပါတယ်ပေါ့နော်ဆိုတော့ဒီနိုင်ငံစမောချွေကောင်စီဥက္ကဋ္ဌရဲ့ခီးစဉ်ကမတ်လ9ရက်နေ့တနင်္ဂနွေနေ့မှာနေပြီးတော့ဘီဘီဆိုင်ရဲ့လေစိတ်ကိုပြန်လည်ရောက်ရှိမယ်လို့သိရတယ်ကျွန်တော်လှမ်းမေးကြည့်တော့လဲသတင်းနောက်တွေကိုဖိတ်တော့မဖိတ်ဘူးသွားရင်တော့သွားလို့ရတယ်ဆိုတဲ့ဘောပေါ့နော်ဘယ်လိုနည်းနဲ့ဝင်လို့ခင်ရမလဲတော့မသိဘူးဒါပေမဲ့တော့သွားတော့သွားရမယ်ပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ ဗစစ်တွေနဲ့ကြောက်ဖြူပတ်ဝန်းကျင်မှာပေါ့နော်တိုက်ပွဲတွေဖြစ်ပေါ်နေတယ်ဟိုဒါကလက်ရှိအစိုးရတပ်ထိန်းချုပ်ထားတဲ့မြို့သုံးမြို့တွေမှာနှစ်မြို့ကတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်စစ်တွေဆိုပေမဲ့လည်းစစ်တွေမြို့ပေါ်မှာဖြစ်ပွားတာမဟုတ်ဘဲနဲ့စစ်တွေမြို့နဲ့ခတ်ဖို့ပေါ့နော်ခုနေ့ကဝါဖို့ရွာတို့ဘာတို့ပေါ့အဲ့လိုအဝေးကြီးနေမှာအေအေကဒါလာကတ်တယ်အဲ့ထက်မှာဒုံးကြီးနော်ဂျမိုင်းထက်လက်နက်ကြီးတွေထောင်းတယ်ပုံဖြတ်ထားတဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့ဒါလေးကို မျိုးတက်ဖွဲ့ဝင်တွေဘက်က drone ဖုန်းတွေခြားတိုက်တယ်တနက်ကြီးတွေနဲ့ပြစ်ပြီးတိုက်တယ်ပေါ့နော်အဲ drone တွေနဲ့ပြစ်မှတ်တွေရှာပြီးတိုက်ရတယ်ပေါ့ဒါဟိုရပ်ပတ်အိန္ဒိအိန္ဒိကြားထဲမှာအခုလိုမျိုးနော်စီပြစ်မှတ်တွေထားပြီးတော့လှုပ်တဲ့ရဲသားတွေကိုကာကွယ်ယူပြီးလှုပ်တဲ့ခါကျတော့ခုနနေအိမ်မိလောင်နာတွေပဲဖြစ်တဲ့ခါကျတော့အဲတက်ကပဲမသိရင်ပြည်သူတွေကိုဥတီတိုက်ခိုက်တယ်လို့မျိုးပြောတာတွေရှိတယ်ပေါ့နော်နော်ကြောက်ဖြူကြတော့လေကြောက်ဖြူအဲရွာထဲဒီမှာ ဝင်ပြီးပြည်သူတွေနေအိမ်တွေကပဲယူပြီးဖြစ်တယ်။ဟိုရက်ကဒါတက်ကဝင်သိမ်းရတဲ့တောင်ကုန်းနေဆိုလို့ရှိရင်အအချို့ပြည်သူနေအိမ်တွေရှိတယ်ပေါ့နော်။အဲ့ဒီမှာတက်ကအမျိုးမှုတော်တော်ရခဲ့တယ်လို့ပြောတယ်။ဟိုအေးတော်တော်များတော့သိချင်းလင်းနိုင်ပြီးတော့လက်နက်ခေရန်တော်တော်များသိမ်းစီရမိခဲ့တဲ့အတွက်စစ်မြေပြင်ရာထူးတိုးပြီးတဲ့ကိစ္စတွေပါတွေတော့မှဖြစ်ပေါ်ခဲ့တယ်ပေါ့နော်။နောက်တစ်ဒီနေ့ဘုကတော့ဒီရက်ပိုင်းမှာဖြစ်နေတဲ့အဲဆီးရီးယားမှာပေါ့နော်ဆီးရီးယားမှာ ခရီးရန်တွေကို ီအစ္စလမ်အစွန်းရောက်တပ်ဖွဲ့ပေါ့အစ္စလမ်အစွန်းရောက်တပ်ဖွဲ့တွေကဂျီဟတ်သဘောမျိုး လိုက်လုပ်ပြီးတက်ဖြတ်တယ်ပေါ့နော်အခုဆိုရင်ယာပေါင်းများစွာသောခရိယန်တွေတည်ဆုံနေရတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြထားပါဗျာအဲ့ဒီအဖွဲ့တွေကိုတော့ဒီ HDF ပေါ့လက်ရှိဒီအဆက်ဆိုရဖြူချပြီးတာဝန်ယူထားတဲ့အဖွဲ့တွေကငွေကြေးထောက်ပံ့ပေးနေတယ်ဆိုပြီးတော့လည်းတည်င်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်နောက်တစ်ခုကတော့ ချင်းပြည်နယ်ဒီဒိမျိုးနယ်မှာချင်းလန်းကောင်စီပေါ့နော်ချင်းလန်းကောင်စီ PDF ဖွဲ့နဲ့ ZRU စူမီ PDF ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာစီရီတွေဆက်ပြီးတော့တင်းမာနေတယ်လို့ဒေသခံတွေကပြောပါတယ်။နော်ဒေသခံတွေလည်းကြောက်နေရတဲ့အနေထားပေါ့နော်။ချင်းဆိုတာကတော့ဟိုကျွန်တော် YouTube comment အောက်မှာရေးသလိုပဲတတော်တကြပ်ဖားပေါ့နော်။နည်းနည်းလေးခုအမျိုးကိုအနွယ်နဲ့နေတဲ့သူတွေဖြစ်တဲ့အတွက်အခုလိုမျိုးကိစ္စတွေတင်းမာလာတာကတော်တော်လေးအခြေအနေမကောင်းတဲ့အနေထားမှာရှိပါတယ်။ တော့ခုနဆန်ရှင်ကိစ္စပြောခဲ့သလိုပဲအခုအဲကနေဒါနိုင်ငံကကျွန်တော်နိုင်ငံကတောင်ရှိတဲ့သူအချို့ပေါ့နော်73ဦးကိုတန်ခတ်ပိတ်ဆို့ရဆိုပြီးတော့ကနေဒါနိုင်ငံတိုင်းဝန်ကြီးဌာနကကြီးညာပါတယ်ဆိုတော့ကနေဒါနဲ့မြန်မာနဲ့ဆိုတာတိတ်ပြီးတော့အကျိုးစီးပွားဆက်ဆက်တာတော့မရှိပါဘူးနော်အစတည်းကလည်းသူတို့နိုင်ငံကိုလည်းတကူတကတိတ်လေသွားဖြစ်တယ်လို့မရှိပါဘူးနော်သွားရဆိုလို့ scholarship တို့ပါတို့ပညာသင်တဲ့လူငယ်တွေဘိုင်းတော့ပဲသွားကြတာပေါ့နော် ဲ့တော့ကနေဒါကဒဏ်ခပိတ်ဆို့တာနဲ့ပတ်သက်ပြီးတော့တိတ်တော့ပြဿနာတော့မရှိဘူးเนาะကနေဒါရဲ့ယင်းနှမြုပ်နှံမှုကလည်းမနိုင်ငံမှာတိတ်မရှိဘူးဒါပေမဲ့ဒီအမေရိကန်တို့ဘာလို့ဒဏ်ခပိတ်ဆို့တာတော့ပြဿနာရှိတာပေါ့เนาะအမေရိကန်ရဲ့ဒီစာပစ်တွေတုံးလို့မရတော့ဘူးအမေရိကန်နိုင်ငံသွားလို့မရတဲ့အပြင်ကမှသူယင်းနှမြုပ်နှံမှုလုပ်ထားတဲ့ဘဏ်တို့ဘာလို့ဒါတွေစသဖြင့်လုပ်လို့မရတော့ဘူးပေါ့เนาะနောက်တဲ့နေဘုတ်ကတော့ဒီရက်ပိုင်းမှာဒါအီယော်ရိုင်းဒေတာကြီးရဲ့အပဝင်းချင်းမှာရှိတဲ့ ငွေဆောင်တို့ချောင်းသာတို့เนาะဒီကန်းကြီးတွေကိုအများပြည်သူပြန်လည်ဝင်ရောက်လာတာများပြားလာခဲ့ပြီ။ဘာကြောင့်လဲဆိုတော့ရုံပရက်တွေကလည်းဆက်လာတယ်။နောက်ဆိုရုံပရက်အရှိတွေလည်းရှိလာတယ်ပေါ့နော်။အဲတော့အဲ့မှာရှိတဲ့ဒီမကြီးစင်တို့ဘာတို့ကိုလာတိုက်တဲ့အီအီတွေကလည်းအဲ့ဘက်ကနေပြန်ဆုတ်သွားတယ်ပေါ့နော်။ဆောတော့ကျွန်တော်အဲ့ဘက်ကိုဆက်တိုက်သွားမှထင်တယ်မတိုက်တော့ဘဲနဲ့ပြန်ဆုတ်သွားပြီးတော့ဒီဘက်ဒီตาပေါင်းပတ်ချံကိုပြန်ဖိတယ်ပေါ့နော်။ตาပေါင်းတို့ငတိုင်းချောင်းတို့ပတ်ချံကိုပြန်ဆင်းဖို့ကြိုးစားတယ်ပေါ့။ဒါမှလည်းလူညိုတို့ဖောက်ဝင်တွေက ဟန့်တာပြီးလိုက်ရှင်းလင်းနေတဲ့အနေအထားမှာရှိတယ်လို့သိရပါတယ်။နောက်တဲ့နေ့ဘုကတော့ဒါမူပြဲဘက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အလောင်းလက်နက်တွေတင်စီရမိတယ်လို့သိရတယ်။အဲတော့မူပြဲမှာလည်းဒီ PDF ဖွဲ့တွေကညှင်းညူနေပြီးတပ်ရဲ့ဒီ drone တွေကတော်တော်လေးသူတို့အတွက်အဟန့်အတာဖြစ်စေပေါ့နော်ဒီ drone တွေကြောင့်သူတို့ဒါထိခိုက်မှုလည်းရှိတယ်။ဒီပညာမြင့်မာတဲ့အတွက်သူတို့မှာတင်းရှောင်ရတဲ့ပြဿနာကတော့တော်တော်လေးဆိုးရတယ်လို့သိရပါတယ်။နောက်တဲ့နေ့ဘုကတော့ အလောင်းနဲ့နဲ့ရရှိတဲ့တဲ့မှာပဲအဲ့ဒါကတော့ March လရှိရနေရ PDF ဖွဲ့တွေကဒါအင်းတော်မှာရှိတဲ့လုံညုံကြီးအဖွဲ့တွေကိုတိုက်တယ်တိုက်တဲ့အချိန်မှာဒါအလောင်းတွေလက်နက်တွေချန်ခဲ့တယ်ဗောနောထူးထူးခြားခြားကျွန်တော်အရင်တော့ပြောသလိုပဲသူတို့ကအခုတိုက်တယ်ဆိုလို့ရှိရင်ပြည်သူတွေစီကတင်းစီးထားတဲ့ဗတ်ဖိုးတွေဗတ်ဖိုးတွေကိုအဲစခန်းသားကိုမောင်းဝင်လာပြီးတော့ဗတ်ဖိုးတွေမှာတံပြားတွေကပ်ပြီးတော့ဒါစခန်းကိုဖြိုဖျက်ပြီးတော့ဝင်တိုက်တာဖြစ်ပါတယ်။အဲ့တော့ဒီအဲ့ဘက်ဖိုးကိုတို့က အကာအကွယ်ယူပြီးတော့သူကတက်စခန်းသားတွေကပ်ပြီးတော့တိုက်တာဖြစ်ပါတယ်အခုကတော့ဒါတရုတ်နဲ့အမေရိကန်ရဲ့ဒီဂျောင်းတိုက်ပွဲပေါ့နော်အွန်လိုင်းတိုက်ပွဲကတော့တော်တော်ကြီးနေပြီဖြစ်ပါတယ်အစောပိုင်းမှာတရုတ်ကိုဒီကုံသွေးခုံစီးကြက်တာနဲ့ပတ်သက်ပြီးအမေရိကန်ကလှုပ်တယ်ကုံသွေးခုံစီးကြက်တာနဲ့ပတ်သက်ပြီးအမေရိကန်ကတရုတ်ပေါ်ချမှတ်တယ်အဲ့ဒါပထမ30နော်30ရာခိုင်နှုန်းပေါ့နော်ပြီးတော့20ရာခိုင်နှုန်းချမှတ်တယ်ဒီလိုချမှတ်ပြီးတဲ့အချိန်မှာ တရုတ်ကနည်းနည်းဒေါ်သားထွက်သွားတာဒေါ်သားထွက်ပြီးတော့တရုတ်ကဘာဖြစ်လဲဆိုတော့အမေရိကန်ပြန်ကုန်သွယ်ကုန်စည်းကြက်တွေချမှတ်တယ်ပေါ့နော်ဆိုတော့တရုတ်ကလည်းဘာပြောလဲဆိုတော့အမေရိကန်ကနေပြီးတော့ကုန်သွယ်ရေးစစ်ပွဲမှမဟုတ်ဘူးဘလူးစစ်ပွဲမျိုးဆိုဘလူးစစ်မှတ်မျိုးမဆိုလူလာရတယ်ဆိုလို့ရှင်နော်တရုတ်ကရင်ဆိုင်မှုအသင့်ပဲဆိုပြီးထားပြောတယ်အတရုတ်ကရင်ရလည်းကျွန်တော်ပြောတရုတ်ကဒါကနည်းနည်းလို့ aggressive ဆန်တယ်ဒီလိုပြန်ပြောတာဒါပေမဲ့အဲ့ဒါအမေရိကန်ကလည်းချက်ချင်းဘာပြန်ပြောလဲဆိုတော့ရတယ်တရုတ်ကနေပြီးတော့နော် တရုတ်နိုင်ငံအနေနဲ့စစ်မှတ်ပြုဖို့လိုအပ်တယ်ဆိုလို့ရှိရင်လိုလားတယ်ဆိုလို့ရှိရင်အမေရိကန်ကလည်းလိုအပ်လာမယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံနဲ့စစ်မှတ်ပြုဖို့အဆင်သင့်ရှိတယ်ဆိုပြန်ပြောပါတယ်ဟာဒါဆိုလို့ရှိရင်ဘလို့လဲပေါ့ဒီ trade war မဟုတ်တော့ဘဲနဲ့ border တိုက်မလားပေါ့မ border တိုက်မလားအဲ့တော့ border တိုက်မလို့ဆိုရင်ဘယ်လိုရှိမလဲဆိုတော့တရုတ်ကလည်းအမေရိကန်ကိုသွားပြီးတိုက်မှာမဟုတ်ဘူးနော်အမေရိကန်ကလည်းတရုတ်ကိုလာပြီးတိုက်မှာမဟုတ်ဘူး အဲ့တော့ဘာလို့မလဲဆိုတော့ဂျာကန်နိုင်ငံတွေဖြစ်တဲ့တော့ထိုင်ဝမ်လိုနိုင်ငံမျိုးတွေအမေရိကန်စစ်စခန်ချတာထိုင်ဝမ်လိုနိုင်ငံမျိုးတွေတော့ကိုရီးယားလိုနိုင်ငံမျိုးတွေဖိလစ်ပိုင်လိုနိုင်ငံမျိုးတွေနော်ထိုင်ဝမ်ကတော့အမေရိကန်စစ်စခန်မရှိဘူးပေါ့နော်ဖိလစ်ပိုင်တို့ကိုရီးယားတို့ပေါ့နောက်ပြီးကူအန်ကျိုးစုတို့ပါတို့ပေါ့အေရှားပစိဖိတ်တွေမှာရှိတဲ့နေရာတွေဒီနေရာတွေအကုန်လုံးကိုဒါဂျာဇုံအနေနဲ့ထားပြီးတော့ဒါတိုက်ပွဲတွေဖြစ်သွားနိုင်ပါတယ်နော်ဒါအရေးကြီးပါတယ်ဒီကိစ္စအဲ့လိုဖြစ်သွားရင်လည်းဒုက္ခရောက်နိုင်ပါတယ်နောက်တဲ့တင်တဲ့ဘုတ်ကတော့ကျွန်တော်တို့အရင်ရက်က ဒါရွှေတူးတာကြောင့်ဒေသခံတွေကန့်ကွက်ဆန္ဒပြခဲ့တဲ့တကိ MNDE ပေါ့နော် MNDE ကအဲဒီဆန္ဒပြတဲ့ဒေသခံ6ဦးကိုပြစ်တက်လိုက်တယ်ပြစ်တက်လိုက်ပြီးတော့ဒါယုံရင်းဆန်ကတ်တွေဖြစ်ကြတယ်ဖြစ်ပြီးတော့အဲ့ဒီမှာဒီဒီသူတွေဆက်ပြီးဆန္ဒပြတယ်ပေါ့နော်ဆန္ဒပြတယ်တည်သွားတဲ့တည်းမှာ KIA ဖွဲ့ဝင်တွေလည်းပါတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဆန္ဒပြတဲ့အချိန်မှာပဲဒီ MND ရဲ့ဗာထုတ်ပြန်လဲဆိုတော့အဲ့ဒီမုံစီဒေတာမှာ ရှိတူးနေတဲ့ကိစ္စကိုသူတို့ဆက်မတူးတော့ဘူးဆိုပြီးတော့ပြောပါတယ်။နောက်တဲ့တဲ့ဘုတ်ကတော့မြန်မာနိုင်ငံထဲကိုတရားမှုဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား304ဦးကိုပြန်လဲလွှဲပြောင်းပေးအပ်ခဲ့ပြီးတော့130ဦးကိုထပ်မံစစ်ဆေးဖော်ထုတ်ထင်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဆိုတော့ကြဖြတ်နေရတော့ဒီရက်ပိုင်းဟိုဒါခက်ဆက်စိတ်တရုတ်ဘက်မှလည်းအရေးယူတာတွေရှိလာတယ်လို့ပဲမြန်မာဘက်မှလည်းခက်ဆက်စိတ်ဖန်ဆီးပြီးတော့လွှဲပြောင်းပေးရတာတွေလုပ်နေတယ်။ ဆိုတော့အကုန်လုံးကုန်ပြီလားဆိုတော့အကုန်လုံးတော့မကုန်နိုင်သေးပါဘူးဆိုတော့နောက်ထပ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဆိုတော့ထရန့်ရဲ့ခက်ကြံကြံတုတ်ပြန်မှုပေါ့နော်ခက်ထရန့်ရဲ့ခက်ကြံကြံတုတ်ပြန်မှုဒါအီရန်ကိုပေးခဲ့ပါတယ်အဲ့ဒါအီရန်ကိုစာတောင်ရေးခဲ့ပြီးတော့အီရန်အနေနဲ့နျူကလ িয়ার ထိန်းချုပ်တဲ့ကိစ္စတွေမှာနော်အမေရိကန်နဲ့ပူးပေါင်းမလားနော်ပူးပေါင်းပြီးဆွေးနွေးမလားပေါ့နော်ဒီလိုမျိုးဇော်ဘဲမှာဆင်းနေမဆွေးနွေးစစ်မှတ်ကိုလက်ခံမလားပေါ့နော်ဒီလိုစာရေးပြီးတော့ချိတ်ချောက်တဲ့သဘောမျိုး ပေးပို့လိုက်ပါတယ်အီရန်ကလည်းအဲ့ဒီစာကိုအဲ့ဒီကမ်းလှမ်းချက်ကိုဆွေးနွေးဖို့လုံအောင်လက်မခံဘူးလို့သိရပါတယ်ဆိုတော့ဒီကိစ္စကလည်းခုနပြောသလိုကဘာကြီးကပုံနှွေးလာတယ်ပေါ့နော်ကျွန်တော်နိုင်ငံကလည်းလိုက်ပြီးပုံနှွေးနေဒီချိန်မှာညင်ညွတ်နေရန်ကောင်းမဲ့ချင်းနေပေါ့နော်ကဘာကြီးကစစ်မှတ်ဖြစ်ပွားဖို့အခြေအနေကိုတွားနေတာဖြစ်ပါတယ်ဆိုတော့နောက်တဲ့တင်းဘုတ်ကတော့ကျွန်တော်တို့ဒီဗမော်ပေါ့နော်ဗမော်မှာထပ်ပေါ်လာတဲ့ရုပ်တံတွေကဗမော်မှာတိုက်ပွဲတွေဖော်ဆောင်မှုတွေ KIA အင်အားအများကြီးထပ်ဖြည့်ထားတာတွေ့ရတယ်အင်အားအများကြီးထပ်ဖြည့်ထားတဲ့အထက်မှာမှာ ဒီထွက်လာတဲ့ရုပ်သက်တွေမှာယာကနန်းလောက်ကိုဝင်းကျင်ရှိတဲ့လှုပ်ရှားမှုတွေပေါ့နော်စစ်ကြောင်းလှုပ်ရှားမှုတွေကျွန်တော်တို့ drone တွေကနေထောက်လမ်းမိတယ်အဲ့ဒီမှာလည်းဒီဗမော120မမလို့တော့နာမည်ပြောင်းပေးရတော့မယ်ဘာကြောင့်လဲဆိုတော့ဒီ drone တွေမှာ120မမတွေတက်ပြီးတော့ခြားတာစစ်ကြောင်းမို့တက်တက်ကြတာတက်တက်ကိုကြာညာပိုင်းတွေလဲဆိုလို့ရှိရင်လည်းဒီ infrared sensor တွေနဲ့အာရုံခံထားတဲ့ဒီရုပ်တံတွေကျွန်တော်မြင်ရတယ်ဗောနော်အဲ့ဒီအာရုံခံတဲ့ပုံရိပ်တွေအရာဘုံတွေကျဲချတယ်တက်တက်ကိုထိမှန် တည်ဆုံးတာတွေမြင်ရတယ်ဗောနော်ဗမော်ကတော့လက်ရှိချိန်ဒီ KIA ဘက်ကဒါအတန်တော်မထွက်နိုင်တဲ့အနေအထားမှာရှိတယ်ဗောနော်ဒါအခြေအနေကောင်းတယ်လို့ပြောရမှာဗောနော်ဆက်ပြီးတော့လှုပ်ရှားမယ်အနေအထားရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီတောင်ခမ်းဗောနော်တောင်ခမ်းကလည်းဒါအခြေအနေဆက်ကောင်းတယ်ရှေ့ဆက်တိုးပြီးတော့ဒါအခြေအနေကောင်းတဲ့တည်နေတွေပဲနော်ပို့ပြီးတော့အဆင်ပြေတဲ့တည်နေတွေပဲကျွန်တော်တို့ကြားရမှာဖြစ်ပါတယ်ဆိုတော့တည်နေအရာတော့ကျွန်တော်တို့ဒီ ကျွန်တော်ရိုက်တဲ့ချိန်မှာထွက်လာတဲ့တဲ့င်းပေါ့နော်အဲ့ဒါတော့ဒီမနေ့အစောပိုင်းမှာထွက်လာတဲ့တဲ့င်းပေါ့မှာဒီနောက်ဆက်တွဲလေးပြောရမှာပေါ့အဲ့ဒါကတော့နိုင်ငံတော်စင်မောချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့တဲ့င်းဖြစ်ပါတယ်ကျွန်တော်ခုနပြောခဲ့သလိုပဲပထမအစပိုင်းမှာပြောခဲ့သလိုပဲပေါ့နော်ဆမရာကိုရောက်သွားတဲ့အချိန်မှာပေါ့နော်ဆမရာမြို့ကိုရောက်သွားတဲ့အချိန်မှာအာဂတာသိပ္ပံနေပြန်တွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်နော်ဒုံမြန်နေတွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်ဆိုတော့ ရုရှားနိုင်ငံရဲ့အာဂါတာကော်ပိုရေးရှင်းညွှန်ကြားမှုချုပ်နဲ့လည်းတွေ့ဆုံခဲ့တယ်လို့သိရတယ်။ပူးပေါင်းဆောင်ရွက်မှုတွေဆွေးနွေးခဲ့မှာပေါ့နော်။ကောင်းတယ်ပေါ့နော်။အချိန်လေးကတော့ကောင်းတယ်ပဲပြောရမှာပေါ့။ကျွန်တော်သဘောကျပါတယ်။ကျွန်တော်အဲ့တရင်မျော်လင့်နေတာပြောပါတယ်။ဆမ်မာရာမျိုးကိုသွားမယ်ဆိုရင်ဒီကိစ္စလုတ်ကိုလုံမယ်လို့ကျွန်တော်ကတွေးထားတယ်ပေါ့နော်။တကယ်လည်းကောင်းမွန်တဲ့အခြေအနေဖြစ်ပါတယ်။အဲ့တော့ဆမ်မာရာမျိုးကိုသွားတဲ့ပုံရိပ်တွေကိုတော့ကျွန်တော်ရဲ့ Telegram မှာတင်ထားပေးမှာဖြစ်ပါတယ်။ Telegram မှာတွားရောက်ကြည့်ရှုလို့ရပါတယ်။ Telegram ဘယ်လိုရရှာလဲမှန်း မသိဘူးဆိုလို့ရှိရင်တော့နော်ဒီကျွန်တော်ပြီးလို့ရှိရင်ဗီဒီယိုရဲ့ဒီအောက်နာလေးမှာ Telegram လိပ်စာပေါ့နော်ကျွန်တော်ထိုးပေးထားမှာဖြစ်ပါတယ်နော်အဲ့ဒါလေးဝင်ရောက်ကြည့်ရှုလိုက်ပါနော်ဒီ Telegram လိပ်စာလေးထိုးထားပေးမယ်ပေါ့နော်အဲ့ကြည့်ရှုအပ်ပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ဆိုတော့ပိတ်ရဖြစ်တဲ့အတွက်သတင်းလေးကိုတူတူနဲ့နော်လိုရင်းလေးတင်ဆက်ထားပေးတာဖြစ်ပါတယ်နော်ကြည့်ရှုအပ်ပေးတဲ့သူတယောက်ချင်းတယောက်ချင်းစီတိုင်းကိုအထူးထူးပဲကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP Webpage ARBCBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 4080 398 9ဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ